အလုံးမင်္ဂလာပါမင်္ဂလာပေါင်းကုသိုလ်ပေါင်းများနှင့်ပြည့်စုံကြပါသည်ကောင်းမြတ်သောညာတန်းကာလအခါသမယာလေး၌အလုံးတော်ပြည့်ဝပြည့်ပါလာလာမနေတိုင်းကြပါသောတရားရှိခြင်းစိတ်ကောင်းဝေဒတဲ့အလုံးတော်ဘလောစင်တော်ကောင်းဓမ္မမိတ်ဆွေအပေါင်းများကိုဒီနေ့ရခြင်းလေးမှာ တရားတော်ဘုန်းနဲ့ရွေးထုတ်တာကျေလို့ဆက်မယ်လို့ဆရာတော်အနေနဲ့သုံးဖြတ်ထားလို့ပြောတော့ပါတရားလေးနဲ့ကျေလို့ဆက်ရပါလေဆိုတော့မနှက်ပြန်တရေပြုတ်လာပြီမနှက်ပြန်ဆိုရင်တောင်389ခုတရေပြုတ်လာပြီကောင်းမြတ်သောနေထူနေပြတ်တနေ့ဖြစ်တဲ့အတွက်တရေပြုတ်လာပြီ မရောက်ရင်ဒီနေ့အကျိုးပေါ့နော်တရင်ကျွတ်လာဇန်14ရက်နေ့မှာတရင်ကျွတ်လာပြီးအကြောင်းဒီကောင်းမရာလေးပြောမယ်ဟောမယ်ဆိုရင်အလုံးတော့ရတာကမ္မရီသိရှိသွားရပြီးတော့ကြားသိသွားရပြီးတော့ကုသိုလ်တရားတွေတိုးသွားပြီးတော့ကုသိုလ်လေးလုံးချင်စိတ်ပေါလာမယ်ငကိုပြည်ကငကိုအတိုင်းလေ ရားပြုလုပ်နေကြတာပဲဒီဒီသူငယ်ငယ်လေးကျွန်တော်ပုံပြီးတော့ကုသိုလ်တွေပြုလုပ်ခွင့်ရမယ်ကုသိုလ်တွေပုံပြီးလုပ်ရမယ်ကုသိုလ်တွေများများပြုလုပ်နေနေအာဟုသူတွေမလုံးမိနေပဲအာဟုသူတွေမလုံးမိဘူးဆိုရင်လည်းသူကလိုလိုကုသိုလ်ရဖြစ်ပြီးတော့ကုသိုလ်စိတ်ကြီးနဲ့သွားမယ်ကုသိုလ်စိတ်ကြီးနဲ့စားမယ် ုသိုလ်စိတ်ရဲ့နေမယ်ထိုင်မယ်အိပ်မယ်ဆိုရင်တော့အဲ့ဒီပုံပုံရဲ့လူသားရဲ့ဘဝလူပြရာလူနိုင်တဲ့လူသားတရားလူပြရာလူနိုင်တဲ့ပုံပုံတရားအေကံမုတ်ချဖြစ်မှာတရားပါလေအဲ့တော့ဘာလို့လဲဆိုတော့ညောညအနေနဲ့မနက်မှပါဆိုရင်1389ခုတရင်ကျော်လာပြီးနေ ရှင်ရဇေလ2025တနင်္လာနေ့ရဲ့အဖြစ်တရေကျလာပြီးနေဟာလောကီယာမှာပြုကြတဲ့နေ့ပဲ။ဒါကြောင့်မို့အဲ့ဒီတရေကျလာပြီးရဲ့အကြောင်းဒီမောင်နေရာလေးဒီကကျိုးပြီးတော့ပေါ်မယ်ပြောမယ်ဆိုရင်ဒုက္ခရောမာတွေပို့ပြီးတော့သိရှိပါမယ်။သိရှိသွားတဲ့အလေးအကူတွေပေါ်ပြလုံးပြီးမယ်။ဒီလိုတွေအတွေ့အကြုံနဲ့ ်ဆရာတော်ဒီစိတ်ကူးလေးရဲ့ညဉ့်ညမ်းမှသတင်းပြောတာပြီးရဲ့အကြောင်းတည်ကောင်းစရာလေးအနှဲငယ်ပြောကြားဟောကြားပေးမယ်လို့ဆုံးဖြတ်ချက်နဲ့ဒါဆရာတော်လေးလိုက်ရထုတ်ဝေပေးလိုက်ရဖြစ်ပါတယ်တိရိယာဆိုတဲ့တိရိယုလာဇံ34ရက်တိရိယုမီနေ့ကောင်းမြတ်သောညဉ့်ကာလသာသမီးရ၌ အာလောကတရားချက်ဖြင့်စေတောဝင်ရတဲ့တော်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 ဓမ္မမိတ်ရှင်ပေါင်းတို့ရေမိမိတို့စိတ်ထဲမှာတက်တာတယ်လို့မိမိတို့ရဲ့နေထိုင်ရာမိမိတို့ရဲ့အရာအစာတွေဖြင့်တက်တာတယ်လို့နာကြားကုသိုလ်တရားများပွားများနိုင်ပါလေတရားနာပြီးနေဆိုတော့တော်တော်တော်ရေတုံ့ပေါ်တာမြတ်စွာဘုရား တို့မြတ်စွာဘုရားရှင်တတ်တော်ရှင်ရရှိနေအချိန်ရောက်မှာမြတ်စွာဘုရားရှင်ခုနဝံရောက်မှာတရားပြပြီးခုနှစ်နှစ်ပေါ့နော်ခုနဝံရောက်မှာသာဝရိနာလက်ပြီကိုမေတော်ပြည့်ခဲ့မှုနဲ့မေတော်အမိနတ်သားကိုမေတော်အမိနတ်သားမှုပြုတဲ့နတ်ဗြဟ္မာတွေကိုဝါတွင်၃လရပောင်း90 အဘိအဘိဓမ္မာတရားကြီးရဲ့ကျေးဇူးဆက်ခေါ်ကြရဲ့တဲ့အဲ့ဒါလေးဒီပေါ်တော့အဲ့ဒါဘုံမလည်းပြန်အောင်ဆိုရင်တရေရွလာပြီးနေတဲ့အဲ့ဒါတရေရွလာပြီးရကြမြတ်စွာဘုရားရှင်သတ္တဝါတွေတိုင်းရှိတဲ့စိတ်လုံးကမြတ်စွာဘုရားရှင်မေလောအမိတ္တသားကိုကျေဇူးဆက်ဟောကြားခဲ့တဲ့ ဒီတရားတွေကိုဆရာတော်ကြီးတွေဟောကြားတာလည်းရှိပါတယ်။ပြညာအနေနဲ့လည်းဘယ်လိုဟောကြားရတော့ဆိုတော့တတိယလာပြီးနေ့အကြောင်းတွေကောင်းဆရာဆိုလို့လည်းတတိယလာပြီးနေ့ဆက်ဆက်တဲ့ကာထာလေးတော့ပေါ့နော်။အဲ့ဒါဘာလို့ဆိုတော့မေတ္တာကိုမေတ္တာမိနတာမှုရဲ့အတ္တမာရီကို တရားဓမ္မနဲ့အကျဉ်းဆုံးဆက်တဲ့တရားလေးအမေအမေလို့ဘုရားကျောင်းနေဆိုတာလေးပဲပြရပါကြာဟောကြားပါလေအပြည့်ရတော့အကျဉ်းချုပ်ရဲ့နေနေပေါ့နော်ကာမလေးရဲ့ဝေစီရတော့အလုံးစုံရာဓမ္မတွေကိုရှင်းစွာပြောပြဟောကြားပေးပါမယ် အမှန်တရားကောင်းမြတ်ရဲ့မှတ်သားစရာလေးရပါဗျာတိလာတနေတန်ဒီတိန်တော်အာရိသောဝယုဂန္တေဒီကသာလေးတိလာတနေတန်ဒီတိန်တော်အာရိသောဝယုဂန္တေမာတရံဗမုဒ္ဒံကတဝါတတပညာယေရတာအဘိဓမ္မာကရမဂ္ဂနေဝါနံတမ္ပိုတေယိ ကျေးဇူးတင်ကတာလေးလို့တရားမှမှတ်သားစရာကောင်းတဲ့ကထာလေးတော့အလုံးတရားမှမှတ်သားစရာကောင်းတဲ့ကထာလေးတော့ပါတိချာလေးတော်စမ်းကြည့်ပြီးတော့နာကြားကြရမယ်သီလတနေတန်ဤသိယောရိသောဝါယုကံတေမာတရပမုက္ခံကရဝတတပညာယေသတ္တ ပိဓမ္မကတ္တမဂ္ဂတိဝါဒံတမ္ပုတေပါဠိစတကမူလံမိပိလုံယုသနာသာသေယဝုယုသနာတယစေညာသုပြေပြာယဝေတိနတ်ပြည်သမီးပေလေကသပင်ရေ၌ပန္နုကပရနာမကေတိနာတနေ ပန္တုကပလာအမိရတော်ကြောင့်ရာတတ်နိုင်ပန္တုကပလာနာမကေတိနာတန်ေအလျာယုဒနာ60နဲ့ယုဒနာ90ေတေရယံတေတေရောင်လျံတောင်ရံပမာကပလာလူလူမြပန္တုနိုင်တရာလူနဲ့မြမာတရာဝါတို့ဤဆရာတော်သူမြင့်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်ယတိတိယုဂန္တေယုဂန္တုံတောင်းထိနိုင်အရိယသောဝါတတကနေလူရင်ကတုတဏိတိန်သောရောင်ချိန်ဝေဝေရောင်ချိန်လေးရဲ့တိတုံဝေရောဇန္တိရောမူတိရှိသောတတပညာယ တိတရာစီသမြအစီငါရောင်မကြံတကယ်တိနိုင်တဲ့အရိပရိယသေလံတထေယုဒသွေရတော်ခြင်းမာတရံမြေမောတောင်ဟုမကာတုတိကျေလူအရှင်မွေသမိရဲ့ပြေခဲ့တဲ့မေတော်တန်တုံးလိနာနတ်သားဟုပမုဒ္ဒံကတဝါဒီယမုဥစီရဲ့မြေကိုတင်ပြီးပြည့်ွယ် ဒေဝနစကြဝဠာပေါင်းတိုက်တဲ့တောင်းမှာသာကြောင်းကလာနေပါတို့ဟာအဘိဓမ္မာကဓမ္မကံကုတလာဓမ္မာအရုဏာဓမ္မာအဗျာကဓာဓမ္မာသဗျာတော်ဘိယမာဒေသနာတော်မြတ်ကိုတံဘောတေဤတိတန်ရှင်တာယာသုတအလွယ် နာဝေဒနိပယုခယေကိတယလုံးနေပေတေအေသာတောတန်ရှိဘောပြင်းကျွေးကြောငြိမ်လေးအစီအောင်ရေရေရောကြတော်မူခဲ့ပါပေတည်းသာဓုသာဓုသာဓုမြတ်စွာဘုရားရှင် တတိယလမ်းကြီးနေရာအကြောင်းကိုဟောမယ်ဆိုတော့တို့ရသော်ဘုရားဘုရားအဖြစ်တော်ရတော်မူပြီးရဲ့ခုနှစ်နေ့မြောက်ခုနှစ်ဝါမြောက်မှာရသော်ဘုရားရေအတော်ရိသနာကြီးကိုကြွားပြီးတော့ပင်လယ်ကတိပင်ရဲ့အရင်တရားမင်းတရားမင်းထိုင်နေတန်တုကလာမြတ်เจ้าဖြာတ္တမှာတရေတုံးပြီးတော့ မြတ်စွာဘုရားရှင်ဤမေတော်ဖြစ်ခဲ့မူတဲ့မေတော်မိနတာမုပြုရဲ့နဗ္ဗမာလေးကိုပြီးပြမာတရားကြီးရဲ့ကျေးဇူးဆက်ဖို့ကြတာတော်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 ဒါကြောင့်မာလမောတော်ကောင်းကြီးအနေနဲ့ဟောဒီတရေကျော်လာပြီးဟာဆိုရင်တော့မြတ်စွာဘုရားရှင် သာဝတိသာနတ်ပြည်ကိုကြွားပြီးတော့ဘုနဝါမြောက်မှာဝါစုဝါကတ်တယ်တရားဖြစ်ပြီးတော့ခொနည်းမြောက်ခொနဝါမြောက်မှာတို့ပြတ်စွာဘုရားသာဝတိသာနတ်ပြည်ကိုကြွားပြီးတော့မေတော်အမိတ္တအမှုပြုတဲ့အနတ်ဓမ္မတွေကိုအပိဓမ္မတရားဟောကြားဖို့ခရီးသာဝတိသာနတ်ပြည်မှာဝါစုဝါကတ်တယ် အလုံးစုံသောကောင်းလေးတည်ထားတဲ့အတိုင်းပဲလူညစွာပြားတာဝေတာနဲ့ပြီးမှဆရာပေါင်း90ဆရာပြည့်မှာတရားဤဟောကြားရေဟောတို့ညစွာပြားတို့လူသားတွေကိုသာဒီပြည့်မှာတရားဟောကြားမယ်ဆိုရင်လူသားကြီးကတော့ဒီရပေါင်း90လုံးလုံးဤနာပြနိုင်မှာမဟုတ်ဘူးလုပ်ငန်းကြီးရဲ့ဘာရီးယားကိစ္စအရင်းနဲ့ အမျိုးစုံပါနော်ဟောဒီအရဟံမာတွေကိုမေတော်မူပြုတဲ့အရဟံမာတွေကိုအဘိဓမ္မာတရားကြီးဟောကြားတယ်မေတော်မူပြုတဲ့မေတော်ကိုကျေးဇူးဆက်တယ်ဟောအဲ့ဒီမှာဒါဝိဒါနဲ့ပြင်ပါလေအဘိဓမ္မာတရားကြီးနေစဉ်မပြတ်အဘိဓမ္မာတရားဤဝါကြပြီးတော့အာလောကဆေတော်ပြောတော်လို့ရေး တို့မြတ်စွာဘုရားဘွာရိကာလအမိမတရားဤမတရားပြီးတော့ဘွာရိကေလို့တရင်ကျွတ်တဲ့ဟောဒီတရင်ကျွတ်လာပြီးနေတရင်ကျွတ်လာပြီးနေရောက်တော့မြတ်စွာဘုရားခြင်းကတရားမေဖန်စင်းတဲ့ရွှေဆောင်တဲ့ဝင်းဆောင်တဲ့ဗရမဆောင်တဲ့ စောင်းတန်းကြီးသုံးွယ်နဲ့လူကြီးကိုပြန်ပြီးတော့စဉ်သက်တာလူကြီးကိုပြန်ပြီးတော့ကြွလာတာမေတ္တာမှုပြည့်တဲ့ဓမ္မတွေကိုတရားဟောကြားပြီးလို့ခေါ်တယ်ရေရလာပြီးညာရဲ့အခြေအနေညဝင်တဲ့အခြေအနေ အဲ့ဒီနေရာမှာတော့မြတ်စွာဘုရားရှင်အမှုပြုတဲ့မြတ်စွာဘုရားရှင်ရလေးဘုရားရှင်ကိုလိုက်ပြီးတော့ပို့ကြတာကတရားမင်းပြုတဲ့တရားမင်းအမှုပြုတဲ့အဲ့ဒီမှာလေးတရားမင်းတို့ညမာမင်းတို့ဆက်ရှိတဲ့သက်ပြာဝလာပေါင်းတိုင်ရသောကလည်းဒီမှာအပေါင်းတွေကဘုရားရှင်ကိုလူကြီးကိုပြန်ပြီးတော့လိုက်ပို့တဲ့နေ့ခေါ်ရတဲ့ရေလာပြီးနေပါပဲအဲ့မှာလေးတရားမင်းက မြတ်စွာဘုရားရှင်လူပြည်ကိုတရားဟောပြီးတော့ပြန်ကြွားမယ်ဆိုတော့တရားမင်းကလေးစောင်းတန်းရေးလေလာရေးသုံးစင်းဖြစ်စင်းအဲ့ဒီလေလာရေးတွေကဘာလေလာရေးတွေတော့ရွှေစောင်းတန်းငွေစောင်းတန်းဗန်းညာစောင်းတန်းဆိုတော့လေလာရေးသုံးစင်းဖြစ်စင်းလိုက်တယ်အဲ့ဒီဒါဝိနာနဲ့ဒီကနေဘယ်မှာသွားပြီးတော့အဲ့ဒီလေလာရေးက ဘယ်ဒီသွားပြီးတော့စိုက်တော့ဆိုတော့တင်ကတနဂိုကြီးတင်ကတနဂရာလို့ခေါ်တယ်တင်ကတနဂိုကြီးတင်ကတမြို့မြို့မြို့ရဲ့ဖိတ်တရားဝမှာသွားပြီးတော့အဲ့ဒီကအိဒီယာသွားပြီးတော့စိုက်ကျယ်လေကာ30ဆင်းခြေဆောင်တဲ့ဝေဆောင်တဲ့ပညာဆောင်တဲ့ဆိုတဲ့အဲ့ဒီကအိဒီယာတော်တော်များများအိဒီယာများ ဘုရားမြတ်အများဘုရားရဲ့ပုဂ္ဂိုလ်တွေတော့တွေ့ဖို့မြင်ဖို့မှာမှာပါလို့ဆိုတော့မြတ်စွာဘုရားရှင်မေတ္တာပို့ကြည့်တဲ့ဓမ္မမာရီကိုတရားဟောကြားပြီးတော့ဝါရီကိလို့တရားဟောတဲ့အားဖြင့်တရားဟောပြီးရင်မှာဟောဒီနေရာကိုဟောဒီနေရာကိုကြွလာတဲ့ဟောဒီနေရာမှာတက်စင်းတယ်ဆိုပြီးတော့ဘုရားမြတ်ဘုရားဘုရားရဲ့ပုဂ္ဂိုလ်တွေ ကာရီယာပြလို့အဲ့မှာလည်းဘူဘူရဲ့ဥစဉ်ရုပ်ကိုယ်ရဲ့အဲ့ဒီနေရာမှာဘူဘူတွေဘူရဲ့အဲ့ဒီကောင်လေးကိုရောက်ဘူရဲ့ပထမလေးဘူတော်ဘူရဲ့အလုံးစုံတော်လောက်နေပူဇော်ဘူးမှာနော်အဲ့မှာတေဂတနဂရဆိုတဲ့တေဂတနဂရကြီးရဲ့တရားတဲ့မှာခန္ဓာတရားမြင်အန်စင်းတဲ့နေဂါရီတော်ပြီးတော့ဆိုင်ကြပါနော်အဲ့မှာလေ ဟောဒီတရေတော်ရည်နေပါပဲမြတ်စွာဘုရားရှင်ပဲတော်အမိတ္တမူကြီးရဲ့တရားမာရီကိုဝါသမီး၃လရပေါင်း၃၀တရားမာရီအမိတ္တမာရီယာယောညာပြီးတော့ခေါတော်ကြောင့်မှာပြီးတော့တရားယောညာပြီးတော့လူကြီးကိုမြတ်တဲ့ဆက်ဆက်လူကြီးကိုပြန်လဲကြွားတော့လေမြတ်စွာဘုရားရှင်က ။ဇောင်းတန်းသုံးလို့ရရွှေဇောင်းတန်းကိုဇောင်းတန်းပရမညာတောင်းတောင်းတန်းဆိုတဲ့အတိုင်းအဲ့ဒီဇောင်းတန်းသုံးလို့ရနေလာရီသုံးတဲ့အတိုင်းလည်းဆိုတာပြန်ချင်းအလေအေကားဖြစ်တဲ့ပရမညာဇောင်းတန်းကနေကြွားတယ်ဘုရားရှင်ကပရမညာဇောင်းတန်းကနေစဉ်တက်တယ်ကြွားတယ်ပေါ့ဘိမတုကလည်းဗျာမင်းကြီးမြမမင်းကြီးအမှုကြီးရဲ့ဓမ္မတွေကအတူပူစားတယ်အဲ့ဒီတော့ရောင်ပြိုးပြီးတော့ တို့ဒီမှာရှိတဲ့လူသားတွေကဒုဗ္ဗရာဘာသာဝင်တော်ရှင်တို့စီကမြတ်စွာဘုရားရှင်နတ်ပြည်ယာနေပြန်ကြွလာတာကိုညွန်မှန်းပြီးတော့တပ်ပုံတွေမြေဘူးတွေပရိသတ်တွေမြေဘူးဘူးကြပါတယ်နော်ပုံစံလေးတွေအဲ့ပေါ်ရဲ့တွေ့ဦးမှာပါအဲ့ဒီပုံစံလေးကိုကြည့်လိုက်ပြီးရတဲ့မြတ်မာချန်ရန်ကြီးနဲ့မြတ်စွာဘုရားရှင်အလေအဗရမသောတရားကြီးကြွလာတဲ့ပုံ။ထောက်ဒီတဲ့ရုပ်လာမြင်ညာ အဲ့ဒီမှာလေနတ်ဘုရားရဲ့ဆံရံနဲ့ဇာမေဓမ္မမင်းစကြည့်ရတဲ့နတ်ဘုရားဆံရံနေတဲ့အပြာလေးသွားလို့ဒီမှာလူသားတွေကဘုရားပြန်သွားလာပြီရသော်ဘုရားချင်းပြန်သွားလာတာကိုလေလူဒီမှာရေဘုရားဘာသာတော်ရဲ့တော်လူသားတွေကစီမီးနေတဲ့ပူဇော်ကြတယ်အီးဦးပူဇော်ကြတယ်ရသော်ဘုရားချင်းကို ဘုရားတိုင်းရဲ့စီမီတွေနဲ့ပူဇော်ကြဘိဝတ်တွေနဲ့ပူဇော်ကြဇာတိရဲ့မြတ်စွာဘုရားရှင်ကိုပူဇော်ကြရဲ့ဘိပူဇော်ကြရဲ့ဘဝတိမင်းတို့လာပြီးနေပါလေတကယ်ဘုရားတော်ဝင်တော်စီတို့ဆရာတော်မှာတို့ရောအတော်တော်ပုဂ္ဂိုလ်ကြီးလားဟောဒီရေချိုးလားဆန်းဆက်လေးရဲ့ဒီညာပြန်အစားပြီးတော့ကြိုပြီးပူဇော်ကြတာ ဒီနေ့တရိယောသာသစ္စာရဲ့ညာကသာဒီပြေဘူးရောရာဩမနပြမှာဆိုရင်ညသောဘုရားရှင်အဝိနာကိတောဝိနာနဲ့ပြရလေဒီမှာဒီဟာဒီဟောညာပြီးတော့ပြန်ကြွလာပါတောကိုကျိုးပြီးတော့ဒီနေ့ကလေးရပြီးဘူးရောရာရဲ့သိပြီးရောရာရဲ့ဘူးရောရာတရိယောသာသစ္စာရဲ့အရိယောသာပြီးနေတရိယောသာပြီးတော့တရိယနေ့ဆိုပြီးတော့ဒီဒီဘူးရောရာရာနေတယ် သိရကြာနေနေကိုယ်ကိုယ်လည်းကိုယ်တော်နေကြတယ်ပေါ့နော်ဒါကြောင့်ဟောဒီသရေယောနာကြီးကလွန်မြာပါလူကြတဲ့နေပဲမြတ်စွာဘုရားရှင်တော်ရည်နာနဲ့ဒီဟာမေတော်ပြုကြည့်တဲ့တဲ့ပါရီကိုဒီပါရီအားကြီးဟောရားပြီးတော့ပြန်လဲကြွလာခြင်းကိုအကြောင်းပြုတယ်။ဟောဒီရေယောလာကြီးမှာတုံ့ပြန်တာတွေတော်တော်ရပ်တော်တော်ကိုရည်ပြီးတော့ရတယ်။ ကုသိုလ်တွေကျိုးဆိုကြရဲဘုရားဝစီရဲ့ကုသိုလ်ကြရဲတတိယလာကြီးဆိုတာလည်းတော်တော်လေးနော်အလုံးငန်းလေးလုံယုံနေပြပါရဲ့နော်ကြောင်းနေတဲ့ပြည့်တဲ့တတိယကြောင်းပြည့်ရဲ့လို့တတိယလုံပြည့်ရဲ့လို့လုံရဲ့ဒီလိုလုံပြည့်ရဲ့ကြောင်းနေနေစသည်ဖြင့်ဒါတို့ကဘာလို့ပြောကြလို့ နေသူနေမြတ်တွေတည်နေဖြစ်တဲ့အတွက်ဟောဒီနေသူနေမြတ်တွေမှာကုသိုလ်ကောင်းဖို့ပြုလုပ်နိုင်အောင်လို့အလုပ်တွေပိတ်ရဲအကြောင်းတွေပိတ်ရဲဒါပေမဲ့အခုနောက်ပိုင်းလူငယ်လေးတွေအရကျောင်းပိတ်ရမှာတည်နေတဲ့ဆုပြီးတော့ပြောမယ်စားမယ်အလေးပတ်တော်ရမယ်ပြရတော့ရမယ်ပါလို့ကြမယ်ညာလို့ကြမယ်စသည်ဖြင့်နော် တချို့လူငယ်တိုင်းရဲ့လိုမဆိုပါဘူးလူငယ်လေးကြီးကမှဒီလိုလောက်ပြရအောင်ပြရပါလေကုသိုလ်ကောင်းမှုတွေပြုလုပ်ရတဲ့အိမ်ပါဆရာသမားတွေကိုလိုက်ပြီးတော့ပြောရတယ်ကုလတတိတရတမနဲ့နောက်တမနဲ့တစ်ဆက်ကမှကြီးတဲ့ပုံပေါ်လေးကိုလည်းချေခိုးရတယ်ပစ္စည်းတွေကတော့ရတယ်ကောတယ်ဆိုတော့ခါလေးကြိုင်နေတယ်တော့တန်းတယ်ခါလေးကြိုင်လက်နဲ့ခုရဲ့ကတော့ရရုပ်ပစ္စည်းတွေကတော့ ပေးဖို့ဆိုတော့ဖြစ်နေရောရှင်စီရင်ကလည်းပေးဖို့ဆိုတာအားဖြင့်ပြီးသားပဲခုကအဲ့လိုပုံစံမျိုးဖြစ်တာနော်နိုင်ရင်ပုံမှန်တက်ကြည့်လိုက်မယ်ဆိုရင်ကေဘီယံဘိုးဘိုးတောင်းလာတာနဲ့ဝေဘီယံဘိုးဘိုးတောင်းလာတာနဲ့ဒါလေးပဲတရားကျိုးဆိုရင်တက်တယ်နော်ကေဘီဝေဘီယံနော်ပါအွဲ့အွဲ့ဒါပဲတက်သွားတာနော်ကျန်သားတော့ပြောနေတာက ကိုကတကယ်ကိုယူတူတီနဲ့လူကြီးလူသားတော့တော်တော်ပဲရှင်းကိုယ်နဲ့ကိုယ်တော့ပဲတော့ပဲပြောနေရတာရဘူးကိုကကပြောနေရတာလေတော့ဒီသူတန်းတန်းတော့ဆံပြီးလားဒါတော့နောက်တဲ့ဒီတော့ဘုံရချောက်တော့ဆရာတော်နေတယ်နော်ကျန်ထားလိုက်ပါတော့လူငယ်ရဲ့တပောင်းပါပြောစားပါအောင်နော် ယုံမြင်လာလို့တော့ရောရောဒီမနာပြီးရဲ့ဒိဋ္ဌိကြောင့်ပဲရဲ့ဒိဋ္ဌိမှာဆိုရင်ကုသိုလ်တော်ဝင်ပြုလုပ်ကြပါတိယာသမိယေကုသိုလ်ကြပါဉာဏ်ပါရမီကုသိုလ်ကြဗိဓာတတိယနာပြီးညာချမ်းမှာဆိုရင်ဟောပြီးတော့ဩမြတ်စွာဘုရားရှိသာဝရိနာလက်ပြန်ရင်လူကြီးကိုပြန်လေသွားလာပါနာကြည်ယူစရာကောင်းလိုက်တာကြည်ယူစရာကောင်းလိုက်တာကြည်စမ်းလက်စွာဘုရားရှင်တဲ့ နတ်ဘာသာတွေကိုမြင်ရတွေ့ရဘူးလားအကြည့်လို့ရတော့လိုက်တာလို့သူတော်ကောင်းတွေစိတ်ထဲမှာဒီလိုလေးပြီးပြီးတော့ကုသိုလ်တွေပွားများကြပါအတိယောဂီမနရသာပြီးတော့မနမောတာလေးရတာလည်းဉာဏ်ကိုဉာဏ်လေးဖြင့်ဉာဏ်တည်းရဲ့ဓမ္မရုပ်ထက်နောမြတ်တာလေးပွားများမြတ်တာလေးပြီးပြီးတော့ကိုရကိုရတန်ရှင်တော့ကိုချက်တာချက်ရရရချက်ပြုတ်ရပြပြုတ်စသည်အဲ့ဒါပြီးရင် ဖယားကြောင့်ဘုန်းကြီးရောက်တော်သီလခံယူကြတရားဓမ္မတွေနာယူကြကုသိုလ်ကောင်းမှုတွေပြုလုပ်ကြဩဘယ်ရောက်ရှိရဲ့သံဃာရှင်တို့ရဲ့တည်းကဝါဝင်းကြီးလို့အေးကျွတ်ပြီးဝါဝင်းတော်လားပါရမေလို့ပရိယတိပတ်အလုပ်တွေကိုအားထုတ်မှုတဲ့သံဃာရှင်တို့ရဲ့တည်းကဝါဝင်းကြီးလို့အေးကျွတ်ပါရဲ့ ဘုရားမကြီးရဲ့ဒါနာတော်ကြီးပြီးတော့သာသနာ့ဘုရားပုံတော်ကြအလို့ရတဲ့အော်ဒီတရေဒီနာပြီးရင်ဒီမှာဘုရားပြီးတော့ကုသိုလ်ရေပြုလုပ်ကြပါလို့ဒီလိုရေပြောခြင်းနဲ့နော်အဲ့တော့ဒီတရေဒီနာပြီးရင်အနတိယအတူကြတဲ့ဒီရေဒီပဲလေဒီဉာဏ်ရဲ့အဲ့ဒီပဲရသော်ဘုရားရှင်မေတ္တာပိဏ္ဍာမူရဲ့တရားပါလေးကို ဒီမှာတရားဟောကြားပြီးလူကြီးကိုပြန်လဲဆင်းသက်တဲ့နေပဲဒီနေ့မှာငါတို့တွေကလူမြတ်တဲ့ဒီနေ့တို့ကဘာပဲတော်တော်ဆင်းနေနေကုသိုလ်တရားတွေပြုလုပ်မယ်တာဟာဒီလောက်ဘာဝနာလုပ်ပြီးအားထုတ်မယ်ညာရတနာသာဓမြတ်ပါလေရသောတရားရှင်ကိုစီးကျော်တဲ့အပြီးဥကျော်သူတဲ့အနေနဲ့ ယောဂဝါဒရှင်ကိုစိတ်မီးနေတဲ့သူတော်ပဲသူတော်ပဲသူနိုင်ရမယ်လို့ပြောတော့အောက်ကြီးမလေးပြန်ရပါအဲ့ပါလေယောဂဝါဒရှင်အလေသောတတ်မြဲတဲ့ဗျံများဆောင်းပွဲမိမကတရားရှင်ဆောင်းတဲ့သူဆောင်းတဲ့ပညာမင်းတဲ့ဓမ္မပင်အဓမ္မလေးလိုက်ဖို့အဲ့ဒီသင်္ကတနဂရဆိုတဲ့သင်္ကတကဝေကြီးရဲ့ဓမ္မနဲ့ပညာမင်းနဲ့လေးကသုံးစီရ ပြန်ကြောက်လာတော့လာအရင်ဦးတော့လေအမလေးလူတန်းစီရဲ့လူလေးတော်ရည်ကြီးတို့ရတယ်ရိုးတို့စသည်ဖြင့်ဒီအလူရောအများတို့ဟောဘုရားပြန်ကြောက်လာမှာဘုရားပြန်ကြောက်လာမှာဘုရားကိုယ်ကိုယ်တော်ကြောင့်ပြောဆိုပြီးတော့စီရဲ့ကိုယ်တော်ကြောင့်ဒီဘုရားကိုယ်တော်ကြောင့်အဲ့ဒီနေရာလေးဆက်ကြောက်လာအာလုံးသာတဲ့မှာလေကိုယ်လေအာလုံးတော်လူနာလေးကဘုရားတို့ကတပါးရဲ့လူကြီးကိုမြင်ရအောင် ုသားရရတက်ပြလိုက်တာတက်ပြမှာဆင်းရဲကြီးရဲ့ပြန်ပြီးတော့ထွက်လာတဲ့ဘုရားကိုခြေလို့ရဘုရားမြင်ရတွေ့ရတယ်အဲ့ဒီအချိန်မှာလေဘုရားတရားကိုထူရတာဘုရားကိုဦးဆုံးနဲ့ဝမ်းမြောက်ဝရံတော့တဲ့ကံဆိုတာအရှင်သာရိပုတ္တရာတဲ့အရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုအဲ့ဒီတရားတော်ကိုဒီရတဲ့က တရားရဲ့အဲ့အောင်ဆုံးကိုရောက်တော့ဘုရားကိုသူကရှင်သာရိပုတ္တရာကရှောက်ကြ။ဩမြတ်စွာဘုရား။ဖရားကြီးတို့ဟိုဟိုအငယ်တော့ကဒီလိုပုံစံလေးမမြင်ဘူးမကြားဘူးဟုတ်တပိတော့သိလားမသိဘူးမြင်လားမမြင်ဘူးကြားလားမကြားဘူးဘုရားတော်ကလည်းမကြားဘူးပါဘုရားအခုတပိတော့ရှင်ဘုရားမြင်ရတွေ့ရသူရကြည်ဦးလိုက်တာဘုရားဝမ်းသာလိုက်တာဘုရား တိယဝေဘုမောကျော်တော်ဘောဝါဘုရားမြတ်စွာဘုရားရှင်ဝိဟုတို့ပဲနတ်ပြည်မှာဆိုင်ရန်နေတဲ့ကျွေးညာနာတော်ရဲ့တိရိုလာပြီတိရိုလာပြီဆိုတဲ့အတိုင်းပဲလာမင်းရတဲ့ဝိုင်းဆက်အထင်ကြီးတာပေါ့လူသားတွေရတဲ့အယုံနေတဲ့ကျိုးစိုးကြဘုရားကိုရှိဖို့ကြတော့ကြမြတ်စွာဘုရားရှင်ကလည်း မဲတော်ကိုယေရှုသစ္စာတရားယူပြီးပါအရာကိုပေါ်ကြပြီးတော့ဉာဏ်သာတော့ဒီဉာဏ်တရားရဲ့အကျိုးတော်ပါလေတော်တော်လို့ယေရှုကိုညော်ပါဘူးဗျာဒါကြောင့်မို့အလုံးစုံစေတော်မျိုးတော်များအလုံးတဲ့အလားတမန်ကြီးနဲ့ဟောဒီရေတို့လာပြီးဒီရေတို့လာပြီးဒီလူတွေမြန်မာဘုရားဘုရားကိုယေရှုလို့ချင်အားဖြင့်မိမိတို့ဘဝမှာလေမလားပြန်တဲ့လိုလာနေတဲ့ဒီဒုနည်းပြန်နေတဲ့ရည်ရည်ပါ အရဝေဒနာလတိလာဘာဝနာလပြအားလုံးနဲ့ဘုလိုကောင်းမှုရရောက်ပြီးမယ်ညနေရညချင်းကာလရောက်ပြီးဆိုရင်တော့ယေရှုဝါဘုရားရှင်နတ်ဘုရားရဲ့ဓမ္မရေနာတည်းရပြတ်သွားလာပါမိတာဒီဒီပါလို့ဘုရားလူသားရဲ့အနေနဲ့စီမီးရဲ့ပူဇော်ပြီးတော့ကျိုးဆိုရမယ် ်ရှိကုန်ကြမယ်ပူဇော်ကြမယ်ကတော်ကြမယ်ဆိုရင်တော့ကုသိုလ်ရည်နဲ့ပူဇော်ကြမယ်ဆိုရင်တော့ဘုရားဘဝမှာလေပျော်စရာတွေတောင်းပြီးတော့ကုသိုလ်ရည်နဲ့ကျေးဇူးစရာတွေတောင်းပြီးတော့ပြီးတော့ဘဝမှာလေလူကြီးကပါလူကြီးရလို့နဲ့တဲ့လူသားတွေဖြစ်ကြပါဖြစ်မှာဒီကဘုရားပါပဲလို့ပြောကြရင်တရေလာပြီးရဲ့အကြောင်းကြီးရတော့ အနေငယ်လေးပါပဲအတိကတော့ပြောနေတာပါဘာပြောနေတာလို့ဆိုတော့မနက်ပြန်ဒီလူငယ်ငယ်လေးပဲသိစေချင်တာရဲ့ဒီလိုပုံပေါ်နေတဲ့အပူပြီးတည်အောင်တည်ရလေရပုံပြီးတော့သူ့တော်ကောင်းမှုတွေပြုလုပ်အောင်မာနကပါနေတဲ့ပုံပေါ်ရောအဲရကြပါနေရတဲ့ပုံပေါ်ရောဒီနေ့တည်းရတော့မတို့ပဲကိုယ်တော်ကြီးပုံပြီးတော့ပြုလုပ်ချင်အောင်လို့ဆရာတော်ရဲ့အားရတဲ့အားကြီးတော်ရမီရဖြစ်ပါတယ် ောတိရိယဝေယဘာသုမာရလိုင်းပေါ်လေဒါဒီပဲဤဤဝိပုတိယတရားလေးလည်းနာမည်ရလိုင်းပေါ်မှာလည်းတေယောဒါဘိနေဒီဘုသောမှာဒါဒီပဲသူရိယဗျာတော်ရရပြောမှာပေါ့ဆရာပြန်မနာပေါ်ပြန်ပြောမနေလို့ပြောမှာပေါ့ ဘုရားယတာတော်ရေယတံဃာတော်ဒီနေ့ညာဘုသတ်မဆိုရတဲ့အာဘုရင်လက်ထက်မှာထက်မှာပြီးတော့အနိပိပေးရတယ်ဟောကြားပေးရတယ်ဘာကြောင့်လဲတရားတွေဟောကြားပေးရတယ်ဆိုရတဲ့ဆရာတော်ဒီနေ့ဆရာတော်ရောဒီဒီဆရာဆရာတော်လည်းပြည့်ရဲ့မှာရှိကြတယ်ဒီလိုပါပါတရားရတဲ့အာတော်တော်ကလာတော့မှာတတော်ကောင်းနေကိုနာဘုရင်လက်ထက်မှာလာကြဘူးဆိုတဲ့စိတ်ရဲ့ နော်တတိတရားလက္ခဏာကုသိုလ်တရားတွေဘုရားစေဖို့အတွက်ဟောကြားပြောကြားပေးခြင်းဖြစ်ပါလေလို့ပြောကြားရင်းနဲ့နော်ဒီညာကျမ်းဒီလောက်ပါပဲဒီလောက်ပြည့်နေပဲသင်ကြပါအလောတောတောင်းတွေကအလောတောဓမ္မေဆင်ပေါင်းနေဘေးမရာယောဂါတွေဝိပါကြပါလေကျမ်းပါတယ်ကျမ်းပါချမ်းသာတယ်ချမ်းသာကြပါလေ ပါရဲ့ရဲ့ဉာဏ်ဆုံးပြီးတော့ဉာဏ်တော်တဲ့ဉာဏ်ဆုံးကပ်ဘေးလိုကတမန်ဆိုးရပါပါရောင်းပြီးတော့ကောင်းကင်ဆန္ဒဝါဝရဲ့ပြည့်စုံကြပါသည်အလုံးစုံရဲ့ရဲ့စိတ်ကောင်းဝင်ရတဲ့တော်သင်ဒီလေးအနာဝေအနာယောလာဘေးရာရူဝါရူတัจကြီးရံမှာစိတ်ချမ်းသာ၍လူဝါဆန္ဒပန္နမြအေပြုဝါရပါသည်လို့ဆုတောင်းနေတာပို့တာပြပါရဲ့အလုံး ပေပတိုင်း၍အေးချမ်းသာရရှိကြပါစေ။